စ္စာရှိရဲ့လူတယောက်တည်းဆိုလို့ရှင်တော့ဒီအချစ်ကကောင်းမွန်တဲ့အချစ်ဖြစ်တယ်။တစ္စာမရှိဘူး။ဟိုကိုယ်လီတယ်ဆိုတော့ကိုစိုးမိုးလိုလူမျိုးဆိုလို့ရှင်တော့ဒီအချစ်တော့ကတော့အပြည့်ရှိရဲ့ပေါ့။အဲ့တော့ကိုယ်ရဲ့လူတယောက်ချင်းစီရဲ့စိတ်ထဲပိုင်းဆိုင်ရာနဲ့ပဲစိုက်နေလို့တော့သူတို့ကတော့ပြောချင်ပါတယ်အချစ်ကတော့လေ။ဟုတ်။အေးရယ်ဟုတ်သူလည်းပို့ပေးပါလား။နော်ဆောင်းတော့။မမ။ဘာလို့မလုပ်တာလဲ။ကြားမကောင်းအော်ကြီးဟက်ကျက်လုပ်တယ်လို့ငါရိုက်ပြီးဆုံးမလိုက်တာ။ကိုမားရယ်ဆိုရင်တော့မမအဲ့လိုလုပ်စရာလိုလို့လား။ ဟုတ်ရဲ့နောက်ပိုင်းကျတော့တော်တော်များအပြစ်ဟုပြဿနာတွေဖြစ်လာကြရဲဆိုတော့အစာပိုင်းတော့ကျတော့အကုန်လုံးကောင်းကြရဲယူပြီးမှအဲ့လူကြောင့်လည်းအနီးကနေပြီးသွားတဲ့ခါမှာသူ့ရဲ့အကျင့်ဆိုးတွေပေါ်လာရှိရဲအချို့ကျတော့ရှိရဲရည်စားပွားမှတော့လက်မပါကြဘူးယူပြီးသွားတော့မှအိမ်တော်ကြီးအကြမ်းဖက်မှုတွေအများကြီးတွေ့လာရဲအမျိုးသမီးတွေလည်းရှိကြရဲအတွက်ကြောင့်ဒါအိမ်တော်ကြီးကထိထိုးသလိုပါပဲပေါ့နော်ဘယ်သူမှပြောလို့မရအောင်အဲ့ဒီတည်းကနေမှအရန်ကန်ကောင်းသွားကြရဲအမျိုးသမီးလေးတွေအတွက်ကတော့ဝမ်းသာပျော်ရွှင်ရပါပေါ့ရှင်ဟုတ် ဇလန်းထဲမှာလားဇလန်းထဲမှာတော့မာယာရဲ့အခြေခံဖြစ်တဲ့လို့လည်းအမျက်လဲကြည့်ရပေါ့နော်အမေဟိုပြက်သားရမယ့်အချိန်မှာလည်းမာယာကသူတင်ချာလေးကိုပြက်သားခဲ့အတွက်ကြောင့်ဟိုမာယာအခြေကတော့ပြက်သားခဲ့ပါတယ်လို့ပြောချင်ပါတယ်အပြစ်မရှိပဲနဲ့လေဟုတ်မမိုးနဲ့ရှေ့မှာတော့ကျတော့တမီရောက်မဆက်ပုံစံမျိုးတရုပ်ဆောင်ခဲ့ဘူးတော့ရှိရဲကိုအောင်ရဲလင်းနဲ့ပေါ့ဒါပေမဲ့အမှကျတော့တိတ်ပြီးတော့မဆုံးဖြစ်ခဲ့ဘူးဒါပေမဲ့ဒီကမှကျတော့နေတိုင်းနေပါနေပါဘောတော့မမိုးနဲ့ဆုံးပြီးတော့ရိုက်ခဲ့ရတာဆို သူတို့ကတော့အမှတ်ကြရလဲဖြစ်ပါတယ်အမားနဲ့လည်းခင်မရင်းနှီးမှုပို့ပြီးရခဲ့တာပေါ့ဟုတ်ကဲ့ခုနကပြောသလိုပေါ့ဟိုပါရရမဲ့ဆင်းလေးရှိရလေဟိုသူတို့တွေကကြတော့မမိုးလို့သူတရားကိုရရမယ်ဆိုတော့ဟိုအားနာမိရပါတော့ဟိုကိုကဟိုဘယ်မှာမထီအောင်ရိုက်တက်တယ်ဆိုပေမဲ့လည်းဟိုလွယ်လွယ်မှန်မှန်ချောင်းတစ်ခုခုများချိပွားခဲ့လို့ရှိရင်မမိုးကတော့ဘွင်မယူဆိုပေမဲ့ကိုဘက်ကတော့အတက်နိုင်ဆုံးအမားမရှိအောင်တော့ဟိုတရုပ်ဆောင်ရတာပေါ့လေအဲ့တို့ချက်မမိုးကလည်းတင်ပေးရဲပိုက်လို့ရှိရင်တော့မလောက်အောင်ရိုက်တဲ့နီးလေးတွေရရှိရလေအဲ့ဒါလေးတွေဥစော်ရောမမိုးတို့ကတခြားလေးဟိုတင်ပေးကြပါ ါတင်ပြပေးကြပါရရှင်ဟုတ်ကဲ့ဟုတ်ဟိုကူမင်းမြတ်နဲ့ဆိုလို့ရှင်ရကြတော့လည်းလို movie မှားကြတဲ့စင်းလေးတွေပေါ့အဲ့လိုရှိရပါတော့နော်အစင်းလေးတရုတ်ဆောင်တော့ဆိုရှက်ကုတ်ရှက်ကန်ဖြစ်နေရပါကောမမူးဘဲနဲ့မူးတဲ့ပုံစံမျိုးတရုတ်ဆောင်ရတာဆိုတော့လေကိုနဲ့ပြီးအဲ့ဟာလေဟိုရိုက်ကူး3-5ရက်လောက်ပဲရှိသေးရဲ့ဆိုတော့အရင်မရင်းနှီးသေးတဲ့အချိန်လေးဖြစ်နေရ ဟိုနောက်ပိုင်းကျတော့လည်းအကိုနေရကျတော့ဒါဟိုမောင်နှမကြီးလိုမျိုးရင်းနှီးပွားပဲရှင်ဟုတ်ကဲ့သူတို့ခံယူထားတဲ့အချက်ကတော့ဟိုအချက်ကအချက်မှာ ပြခုနကပြောသလိုပဲနော်ဟိုတကယ်အချက်ဆိုတဲ့အရာကြီးမှာအပြည့်ရှိသွားတာမဟုတ်ဘူးလူတယောက်လူတယောက်ချင်းစီရနေမှာအချက်ကိုတတ်မှတ်ထားတဲ့စံနှုန်းတွေပါမူတည်ပြီးတော့အချက်ကကောင်းတယ်မကောင်းတယ်ဖြစ်သွားတာပေါ့နော်ဟိုတစ္ဆာရှိရဲ့လူတယောက်အတွက်ဆိုလို့ရှင်တော့ဒီအချက်ကကောင်းမွန်တဲ့အချက်ဖြစ်တယ်တစ္ဆာမရှိဘူးဟိုကိုယ်လီတယ်ဆိုတော့ကိုစိုးမိုးလိုလူမျိုးဆိုလို့ရှင်တော့ဒီအချက်တွေကတော့အပြည့်ရှိရဲ့ပေါ့အဲ့တော့ ကိုရဲ့လူတယောက်ချင်းစီရဲ့စိတ်သက်ပိုင်းဆိုင်ရာနဲ့ပဲစိုက်နေလို့သူတို့ကတော့ပြောချင်ပါတယ်အချစ်ကတော့လေဟုတ်စကားထဲမှာဘယ်လိုရှိလဲအချစ်ကတော့ပြင်ပန်းလာပါဘူးဟုတ်စကားထဲမှာလားအချစ်ကတော့ပြင်ပန်းလာအော်ဇလန်းလဲမှာဆိုလို့ရှိရင်တော့ဒီဘဲအိမ်တော်ရေးမှုဆိုပေါ့အစားပိုင်းမှာတော့ဒါတာယာကြရတယ်လို့ပြောလို့ရတယ်နောက်ပိုင်းမှာကျတော့အမကဒီစပါယာတယောက်အနေနဲ့ပြောရမယ်ဆိုကိုစိုးမို့အရင်စောသွားတာပေါ့တူတူခြားခြားကိုမလေးလာဘဲနဲ့ရွေးချယ်လိုက်မိတဲ့အတွက်ကြောင့်နောက်ပိုင်းမှာ ချိတ်ခဲ့တဲ့အိမ်တောင်ဘက်ရဲ့အကျဉ်းစိုးတွေပေါ်လာတယ်။အော်သူ့ရဲ့ဇလန်းတွေထိလာရတဲ့အခါမှာမာယာတယောက်ကဒါသူတော့ကရီများလာတာပေါ့နော်။အဲ့လိုပုံစံမျိုးလေးအနေနဲ့လေအိမ်တောင်ရှင်မတယောက်အနေနဲ့လေတရုပ်ဆောင်ထားတာပေါ့နော်။အဲ့တော့ကျွတ်ပြောချင်တာကအပြင်မှာမင်းကလေးဆိုလို့ရှိရင်လေမာယာလိုမျိုးပေါ့ရွေးချယ်မှုမစောစေချင်ဘူးပေါ့နော်။အိမ်တောင်မှုပြုတယ်ဆိုတာကဒါထီထိုးရသလိုပဲကံကောင်းရဲကောင်းတယ်ကံမကောင်းလို့ရှိရင်လေမကောင်းဘူးဆိုတော့ဟိုတချို့ကြတော့လေဒါခဏလေးနဲ့တွေ့ပြီးရောတော့တကယ်ရောအိမ်တော်ကြီးကောင်းတဲ့သူတွေလည်းရှိသလိုဟိုတခြားလေးမရွေးတခြားရွေးရင် မလေးအိမ်အောင်ကြီးဘက်ကမကောင်းကြရရရှိကြတာဆိုတော့ဟိုကိုရဲ့လက်တွဲပေါ်ကိုတခြားလေးအချိန်ပေးပြီးတော့ရွေးစေခြင်းနဲ့ဆုံးဖြတ်စေခြင်းနဲ့နှစ်ဖက်နှစ်ဖက်မိဘရဲ့အခြေအနေကိုလေ့လာစေခြင်းနဲ့ပေါ့နော်ဟိုယူပြီးတော့မှဆိုလို့ရှိရင်ကြာပြန်ပြင်လို့မရတော့တဲ့အရာဖြစ်တဲ့အတွက်ကြောင့်တိတ်တိတ်ချာချာလေးလေ့လာပြီးတော့မှပဲရွေးစေချင်ပါတယ်လို့ပြောချင်ပါတယ်။နောက်ပိုင်းကျတော့တော်တော်များအပြည့်ဟုပြဿနာတွေဖြစ်လာကြရဲဆိုတော့အစပိုင်းတော့ကျတော့အကုန်လုံးကောင်းကြတယ်။ ယူပြီးမှအဲ့လူကြောင့်လည်းအနီးကနေပြီးသွားတဲ့ခါမှာသူ့ရဲ့အကျဉ်းဆိုးကြီးပေါ်လာရှိရဲအချို့ကြောင့်ရှိရဲရည်စားပွားမှာတော့လက်မပါကြဘူးယူပြီးသွားတော့မှအိမ်တော်ကြီးအကျန်းဖတ်မှုတွေအများကြီးတွေ့လာရတဲ့အမျိုးသမီးတွေလည်းရှိကြတဲ့အတွက်ကြောင့်ဒါ အိမ်ထောင်ကြီးကထိထိုးသလိုပါပဲပေါ့နော်ဘယ်သူမှပြောလို့မရအဲ့ဒီတည်းကနေမှအရန်ကန်ကောင်းသွားကြတဲ့အမျိုးသမီးလေးတွေအတွက်ကတော့ဝမ်းသာပျော်ရွှင်ရတာပေါ့ရှင်ဟုတ်အော်သူကတော့စဉ်းစားတယ်စဉ်းစားရဆိုတာချက်တာဟိုလူလူရွေးပြီးတော့ပေါ့နော်အဲ့စဉ်းစားမဟုတ်ဘူးကို့ဘဝအတွက်ကိုပဲကိုပြီးတော့စဉ်းစားရဟိုကို့ချောက်ပေါ်ကိုရစ်တည်နိုင်တဲ့အိမ်ထောင်ပြုတ်ပြီးရဆိုရင်တောင်ကလည်းဟိုအိမ်ထောင်ဘက်ကကိုနေရာမျိုးမဟုတ်ခဲနဲ့ကို့ချောက်ပေါ်မှာပဲကိုရစ်တည်ပြီးတော့ကို့လုပ်ငန်းတစ်ခုနဲ့ဟိုနေနိုင်တဲ့အမျိုးသမီးတယောက်ကိုပဲသူကတော့ဖြစ်ချင်တာပေါ့နော်ဟုတ်ကဲ့အရှိတော့စဉ်းစားထားတဲ့သူရှိပြီလား အဲ့လိုမျိုးတော့မရှိပါဘူးဒါအိမ်တော်ပြုတ်ဖို့ထီရအောင်ခုချိန်တည်းကိုစဉ်းစားသေးဘူးကိုယ့်ရဲ့မိဘတွေကိုပဲဒါလောက်ကြိုက်ကျွေးမွေးဖို့ထီပဲစဉ်းစားထားပါသေးရဟုတ်အိမ်တော်မပြူသေးပါဘူးဟုတ်ကဲ့ပါရှင်အချက်မှအပြည့်ရှိစီဆိုရယ်ဇလန်တွဲယူမဟာ application မှာဒါလေးရက်ပေါ့နော်တနင်္လာပုတ်တယ်ဟူတောက်ကြစနေတိုင်းကိုမနက်9:00နာရီဆိုတာနဲ့တင်ထားပါပြီလို့တိုက်တဲ့အချိန်ဝင်ကြည့်လို့ရပါတယ်လို့ပြောချင်ပါတယ်โอเคကျေးဇူးများရှင်ဟုတ်ကဲ့ပါ